iPhone မှာပဲရနိုင်ပြီးတော့မှလက်ရှိချိန်ထိ Android တွေမှာမရနိုင်သေးဘူးသို့မဟုတ်မပြည့်စုံသေးတဲ့အချက်အများကြီးရှိတယ်ကျွန်တော်အသုံးဝင်တဲ့အချက်တွေအများကြီးရှိအဲထဲကလွယ်လွယ်ကူကူနားလည်နိုင်မဲ့၅ချက်ကိုကျွန်တော်ဒီနေ့ပြောပြပေးမယ်အော်ဒီဟာကတော့ iPhone တွေကဘာကြောင့်လွန်မိုးလွန်းတာလဲဆိုတဲ့ဗီဒီယိုတစ်ခုတင်လာရဲ့အဆက်အနေနဲ့ကျွန်တော်ပြန်ပြီးတော့မှပြောတာပေါ့ဗျာအဲ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပဲ iPhone ကိုကလူအထက်တန်းလွှာတွေလူတွေကနေ idol အဖြစ်ပြန်တက်မှတ်ရတဲ့လူတွေကတော့မှဒီ iPhone တွေကို ကင်နေကြတယ်အဲ့တော့တေချာတော့အဲ့လူတွေကကြွားကျင်လို့မဟုတ်နေဘူးဘာကြောင့်လဲဆိုတော့သူတို့ဝင်ဝင်နေဆိုရင်ဒီဟာဘာမှမဟုတ်တဲ့ပမာဏလေးပဲရှိတာဗျာအဲ့တော့ဒီလောက်ရွေးချယ်စရာရှိနေတဲ့အချိန်မှာရောအဲ့လူတွေအများစုကဘာကြောင့် iPhone တွေကင်နေကြတာလဲဆိုတာကိုကျွန်တော်အချက်လက်အချို့နဲ့ပြောပြမယ်ဆိုပြီးအဲ့ဗီဒီယိုမှာပြောခဲ့တယ်အဲ့တော့ကျွန်တော် iPhone မှာပဲရနိုင်ပြီးတော့မှလက်ရှိချိန်ထိ Android တွေမှာမရနိုင်သေးဘူးသို့မဟုတ်မပြည့်စုံသေးတဲ့အချက်အများကြီးရှိတယ်ကျွန်တော်အသုံးဝင်တဲ့အချက်တွေအများကြီးရှိအဲထက်ကလွယ်လွယ်ကူကူနားလည်နိုင်မဲ့၅ချက်ကိုကျွန်တော်ဒီနေ့ပြောပြပေးမယ် ်နံပါတ်1ကတော့ security ဗျာအဲ့တော့အဲ့ security အကြောင်းကတော့ကျွန်တော် security ဆိုတာလုံခြုံရေးပေါ့နော်လုံခြုံရေး iPhone တစ်လုံးရဲ့လုံခြုံရေးကကျန်တဲ့ဘယ်ဖုန်းတက်မဆိုပို့ပြီးတော့မှအကောင့်နဲ့ဆိုတာကတော့လူတော်များများသိပြီးသားဖြစ်မှာပါအဲ့တော့ influencer တွေစီးပွားရေးသမားတွေအောင်မြင်နေတဲ့လူတွေတော်တော်များဒီတစ်ချက်ထဲအကြောင်းတော့မှအခြားဖုန်းထက် iPhone ကိုကင်ဖို့အတွက်ရွေးချယ်စရာဖြစ်နိုင်တယ် Apple ကသူ့ရဲ့ security နဲ့ပတ်သက်ပြီးသူကဘယ်လောက်ယုံကြည်မှုရှိလဲတစ်ဖက်မှာလည်းဒီလိုမျိုးသူ့ကို တိုက်ခိုက်မှုဆူဆူဝါမဖြစ်ခင်မှာတားဆီးနိုင်ဖို့အတွက်ကိုသူကဘယ်လိုလုပ်ထားလဲဆိုတော့ Apple ကသူ့ရဲ့ OS ကို hack နိုင်တယ်ဆိုရင်နော် hack နိုင်တဲ့ level ပေါ်မူတည်ပြီးတော့မှဒေါ်လာ9000အောင်နေပြီးတော့မှဒေါ်လာ2 million ထိပေးထားတယ်။အဲဒေါ်လာ2 million ဆိုရင်မြန်မာငွေနဲ့ဆိုသိန်းပေါင်း9000လောက်ရှိတယ်။အော်နံပါတ်1ကတော့ security ပေါ့။အော်နံပါတ်2ကဘာလဲဆိုတော့ phone app ပေါ့နော်။အော် phone app က ဘယ်ဖုန်းမှမဆိုပါတယ်နောက်ဆို keypad မှာတော့ပါတယ်လို့အားလုံးပြောကြလိမ့်မယ်အဲ့တော့ phone app မှာ iphone ကဘာကြောင့်ထူခြားတာလဲဆိုတော့ iphone ထဲမှာရှိသမျှဘယ် app မဆို whatsapp ပဲဖြစ်ဖြစ် viber ပဲဖြစ်ဖြစ် telegram ပဲဖြစ်ဖြစ် line ပဲဖြစ်ဖြစ်ဘလို application ရပဲ call လုပ်လို့အဲ့ call log တွေအကုန်လုံးက iphone မှာဆိုရင် phone app ရဲ့ call log ထဲမှာကျန်တယ်ပဲ android phone မှာအဲ့ဒီ function မရှိသေးဘူးလို့ကျွန်တော်ထင်တယ်အဲကျွန်တော်တည်တလောက်တော့မရှိဘူးပေါ့ဗျာအဲ့တော့အဲ့ဒီဥစ္စာက တကယ်လက်တွေ့ပေါ်မှာဘလောက်အရေးပါလဲဆိုတာကျွန်တော်ကိုယ်တိုင်အဲ့ဒီဥစ္စာကိုတည်တည်တာခံစားတခါကျရင်ဖုန်း app တစ်ခုကနေပြီးတော့မှ miss call တစ်ခုဖြစ်သွားတယ်ပျောက်သွားတယ်ကျွန်တော်လည်း notification လိုက်မိတယ်ဆိုပါဆိုဒီဘယ် app ကနေဘယ် call ဝင်ထားတာလဲဆိုတော့ကျွန်တော်ပြန်သိဖို့အတွက်ကတော်တော်လေးကိုမလွယ်ဘူး iPhone မှာဆိုရင် phone system ဒီ iPhone တစ်ခုထဲမှာရှိသမျှဘယ် software ဖုန်းကျွန်တော်တို့ဒီ cellular call ရေဖုန်းနံပါတ်နဲ့ခေါ်တဲ့ call ပဲဖြစ်ဖြစ် WhatsApp Viber ဘယ်ကနေခေါ်တဲ့ call တွေပဲဖြစ်ဖြစ်အကုန်လုံးကို phone app ထဲမှာ တနေရာထဲမှာကျွန်တော်တို့မြင်ရတယ်အဲ့ဒါကျွန်တော်အတွက်လည်းတော်တော်အသုံးဝင်တယ်အချို့လူတွေအတွက်လည်းဒီချက်ကတော်တော်အသုံးဝင်မယ်လို့ထင်တယ်အဲ့တော့ဒါဒုတိယအချက်အဲ့တော့အချက်၃အချက်ကဘာလဲဆိုတော့ဒီ preview app ပေါ့နော်ဒီ iOS 26မှာဆို preview app application ပုံစံမျိုးနဲ့တော့ပါလာပြီပေါ့ဒါပေမဲ့အဲ့ application မပါခင်တဲ့ကိုက iPhone MacBook အကုန်လုံးပါပေါ့ဒီ preview app ဆိုတာရှိတယ်အဲ့ preview app ကတော်တော်အဆင်ပြေတယ်ဗျာအခုနောက်ပိုင်းမှာအဲ့ preview app ရဲ့ဟာကို ကျွန်တော်ထင်ဒီ Oppo တို့ Honor တို့ Vivo တို့ဒီလို company တွေကနေပြီးတော့မှစပြီးလုပ်နေပြီပေါ့နော်ဆက်လုံနေတယ်ပါလာနေပြီဒီ2024 2025မှာထွက်တဲ့ဖုန်းတွေမှာဆိုအ preview system ပါနေပြီဒါပေမဲ့အခုထိကျွန်တော်ကြည့်တဲ့လောက် Samsung တို့ Google တို့မှာဒါတွေမပါနေဘူးဗျာအဲ့ iPhone မှာ preview app ပါဥမာ preview app ဆိုတာဘယ်လိုမျိုးလဲဆိုတော့ခင်ဗျားဟို Word file ဖြစ်ဖြစ် Excel file ဖြစ်ဖြစ် ပို့လိုက်တယ်။ဒါ PDF file ဖြစ်ဖြစ်ပို့လိုက်တယ်။အခြား file တစ်ခုကိုပို့လိုက်တယ်ဆိုရင်ခင်ဗျားအဲ့ဒီ file ကိုဖွင့်လို့ရမယ်။ Microsoft Word တို့ Sheet တို့ Excel တို့ PowerPoint တို့ဟို Adobe Acrobat Reader တို့ဒါမျိုးဟာမျိုးတွေကိုကျွန်တော်တို့ဘာမှမလိုဘဲနဲ့တစ်ချက်ထောက်လိုက်တာနဲ့ iPhone ရဲ့ preview ကအဲ့ဒီဥစ္စာ preview အနေနဲ့ပေးမြင်တယ်။အဲ့ဒီဥစ္စာတစ်ခုက ဘလောက်အသုံးဝင်လဲဆိုရင်ဖုန်းဆိုတာကိုလက်နှောင်းကိန်းလောက်ဆော့ပတဲ့လူအတွက်ကတော့ဒီဟာကဘာလဲဘာပြောချင်နေတာလဲဘလောက်အသုံးဝင်လဲဆိုတော့မသိပေမဲ့တကယ် level တစ်ခုရောက်လာပြီအဲစီးပွားရေးတွေဆာရွက်ဆာတန်းတွေနဲ့အလုံးလုံးနေရတဲ့လူအတွက်ဒီ app ကဘလောက်အသုံးဝင်လဲဆိုတာတကယ်သုံးမှုတဲ့လူမှာပဲသိလိမ့်မယ်အဲ့တော့ဒါကတော့နံပါတ်3အချက်နံပါတ်၄အချက်ကတော့ကျွန်တော်ဖုန်းအဟောင်းကနေပြီးတော့မှဖုန်းအစ်စ်ကိုပြောင်းမယ်ဆိုရင် data အကုန်လုံးပလာတာဒါကို iPhone ကလွန်ခဲ့တဲ့ နှစ်များစွာတည်းကနေပြီးတော့မှအောင်အောင်မြင်မြင်နဲ့ဘာတီတာမှမကြံခဲ့အောင်ဖုန်းဟောင်းနဲ့ဖုန်းအစ်စ်ပြောင်းတဲ့ဟာကိုလုံနိုင်တယ်အခုအချိန်မှမှကျွန်တော်အထင်တနေ့နေ့ထက်တော့မပိုသေးဘူးဒါဟုတ်ဒီ Android OS မှာမှမတူညီတဲ့ brand ညီကြမှာလုံနိုင်တာဒါလည်းနောက်ဆုံးထွက်ဖုန်းအမြင့်တွေမှာတော့ပဲရတယ်အဲ့ဒါတော့မှ data အကုန် iPhone လိုမျိုးတီးတီးကြကြမပါသေးဘူးအဲ့ဒါတက်တာတွေပါရရှိနေတော့မယ်အရင်တော့ကတော့ရှိတယ် Samsung တို့ Samsung ဆို Smart Switch အဲဒီ Xiaomi ကနေဆို Mi Mu ပါကူးလို့ရတယ်ဒါပေမဲ့ ကျွန်တော်တို့ file manager တွေရှိတဲ့ file တွေပဲပါတာ system file တွေများတော့အဖြစ်မပါကြအောင်အခုချိန်ဒီလဲအတိအကျမပါတာတွေအများကြီးရှိနေတော့မယ် iPhone ကတော့ iPhone အဟောင်းကနေအစ်စ်ကိုကူးလိုက်ရင်လုံးဝဖုန်းပြောင်းသွားမှမသိလောက်အောင်ကိုအကုန် file တွေပါတယ်ပေါ့နော်ဒီဟာကလည်းဒါတော့အားသာတယ်အားသာချက်တစ်ခုပေါ့အဲ့တော့နံပါတ်5ချက်နောက်ဆုံးအချက်ကတော့ ecosystem ecosystem ဆိုတာကကျွန်တော်တို့ device တစ်ခုနဲ့ device တစ်ခုမှာဗျာ seamless လုံးဝမတိမတား changes ဖြစ်သွားတာမျိုးဥပမာဆိုကျွန်တော် AirPod Pro တက်ထားတယ် AirPod Pro ဖုန်းပြောနေရင်လည်းကျွန်တော် MacBook ကိုကောက်ကင် MacBook တုံးလိုက်တယ်ဆိုရင် MacBook မှာ direct connect ဖြစ်တယ်ဒီဥစ္စာကဘယ် OS မှာလဲရပြီ OS မှာလဲရငါတို့ Xiaomi မှာရတယ် Huawei မှာရတယ် Oppo မှာရတယ် Samsung မှာရတယ်ဒါတွေခင်ဗျားပြောမယ်အဲကျွန်တော်ကအာချောင်းတာမဟုတ်ဘူးအဲ့လိုမျိုး device တွေကို set လိုက်ကျွန်တော်အကုန်ဝယ်ပြီးကျွန်တော်သုံးကြည့်တယ်တကယ် daily life မှာ Apple လိုမျိုး smoothly လုံးဝကျွန်တော်တို့ဘာမှစိတ်အနှောက်အယှက်မပေးဘဲနဲ့ ီလိုမျိုး ecosystem တစ်ခုထဲမှာရှိနေအောင်ဒါနှစ်ချက်တစ်ခုထဲကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးเนาะအများကြီးရှိတယ်အဲ့နှစ်ချက်ဘာမှမဟုတ်တဲ့ဒီအခြေခံအကြသုံးအဲ့နှစ်ချက်တောင်မှသူတို့ smart device တွေအကုန်လုံး account အတူဝင်တဲ့ device တွေအကုန်လုံးကိုအဲ့လိုမျိုးတကယ်ကျွန်တော်တို့အသုံးပြုတဲ့အချိန်မှာစိတ်နှောက်ရှက်မဖြစ်ဘဲနဲ့အဆင်ပြေတာကကျွန်တော်ကျွန်တော်အဲ့အတွေ့အတွေ့အကြုံမရဘူးကျွန်တော်ကံမကောင်းတာလည်းဖြစ်ဖြစ်မှာကျွန်တော်ကတော့အင်တာနက်ပေါ်ကဖတ်ပြီးပြောတာမဟုတ်ကျွန်တော်ကိုယ်တိုင် satellite တွေကျွန်တော်ဝယ်ပြီးတော့မှတုံးကြည့်တယ် အဆင်မပြေဘူးအဲ့တော့ကျွန်တော်အနေနဲ့ Android phone မသုံးလားဆိုကျွန်တော် Android phone နဲ့သုံးတယ် Android phone မှာမှရတယ်အချို့ဟာလေးတွေရှိတဲ့အတွက်ကျွန်တော် Android phone နဲ့သုံးတယ်အထူးသဖြင့်ဆိုရင်ဒီလိုခေါက်ဖုန်းကပါလွာပြီးတော့မှဘက်ထရီခံတဲ့အခြေအနေဖြစ်လာတဲ့အချိန်မှာကျွန်တော်ခေါက်ဖုန်းသုံးတယ်ခေါက်ဖုန်းဆိုရင်နောက်ဆုံးကျွန်တော်ကင်တဲ့ဖုန်းဆိုရင် Oppo Find F5 သုံးတယ် Vivo sorry Honor Magic B5 သုံးတယ်အခုလက်ရှိမှာတော့ Samsung Galaxy Z Fold 7သုံးနေတယ်ဒါပေမဲ့ကျွန်တော်ရဲ့အဓိကဖုန်းကျွန်တော်ရဲ့ banking တွေကျွန်တော်ရဲ့အချက်လက်တွေကျွန်တော်ရဲ့ data တွေ ကျွန်တော်ရဲ့ main phone အနေနဲ့ကတော့အမြဲတမ်း iPhone ပဲဖြစ်နေ backup phone အနေနဲ့ကင်တဲ့တလုံးကတော့ Android အနေနဲ့ရှိပေမဲ့ကျွန်တော်ရဲ့ main phone က iPhone ပဲဖြစ်နေမှာပဲဒီအခြေအနေတွေကအချိန်ကာလတစ်ခုတည်းအောင်တည်ကြတယ်ကျန်တဲ့ brand တွေက light to ဖို့စူးစမ်းနေတဲ့အချိန်တွေကြာနေအောင်ပါပဲအဲ့ဒီအချိန်တွေမှာလည်း iPhone ကရှက်တက်နေမှာမဟုတ်ဘူးဆက်သွားနေမှာပဲသူတို့က user ရဲ့အတန်ကိုနားထောင်နေမှာပဲအဲ့တော့ ခလေးကြိုက်တွေအများကြီးထည့်ပေးတာမျိုးတော့ရှိကြမှာရှိလိမ့်မယ်ဒါပေမဲ့တကယ်ကို value အရန်အရေးပါတဲ့အချက်တွေကိုတော့တို့တွေကထပ်ပြီး upgrade လုပ်နေဦးမှာပဲအဲ့တော့ကျွန်တော်တို့ကလည်း Apple ကိုပဲကင်နေဦးမှာပဲနောက်ဆုံးအကြောင်းအရာတစ်ခုခုတော့အကြောင်းအရာကြောင့်ကျွန်တော်တို့က Apple ကိုဆက်ပြီးတော့မှညှိတွင်နေဦးမှာပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့စစောနိုင်ပါစစောမိုဘိုင်းရဲ့ founder ပါအော်လူကြီးမင်းရဲ့အမြင်နဲ့မတူညီတဲ့အချက်များရှိရဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဒီကနေ့အသေးတစ်ခုရတယ်ဆိုရင် like and share လေးလုပ်ပေးပါကျေးဇူးများကြီးတင်ပါတယ်